ရှိဥစွာဘုရားခင်ရဲ့နာမတော်ကိုကျွန်တော်အနေနဲ့ချီးမွမ်းပါတယ်။ဘုရားခင်ရဲ့နာမတော်ဒီကဘာဆက်ဆက်ဘုန်းကြီး၍မင်္ဂလာရှိပါစေတော့။အာမင်။ဆိုတော့ဒီနေ့ကျွန်တော်တို့တို့ကစင်ကျင်နှလုံးသွင်းရမယ့်ဒေသနာရဲ့ခေါင်းစဉ်ကတော့အယောင်ဆောင်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့တို့ကနှုတ်ကပတ်တော်ကိုစင်ကျင်နှလုံးသွင်းဖို့ရန်ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ရှင်မာသဲခရစ်ရဲ့အခန်းကြီး24အငယ်နဲ့၄ကနေ၅ကိုကျွန်တော်တို့ဖတ်ရှုခြင်းအဖြစ် နှုတ်ကပတ်တော်ကိုဆင်ခြင်ဖို့ဖြစ်ပါတယ်ပြီးတဲ့အခါမှာဒီနှုတ်ကပတ်တော်ကိုဖတ်ပြီးသွားတဲ့အခါမှာဘာအကြောင်းအရာကိုပြောမလဲဆိုတာကိုလည်းကျွန်တော်နှုတ်ကပတ်တော်ကိုနေ့စဉ်နဲ့မြဖတ်ရှုပြီးမှဆင်ခြင်နှလုံးတွင်းတဲ့ကျွန်တော်ဖျားသားသမီးတွေကတော့သိကြမှာဖြစ်ပါတယ်အဲနှုတ်ကပတ်တော်ကိုဖတ်ဖို့ရအားနေတဲ့လူတွေကတော့ဘာပြောမလဲဆိုတာကိုတိတ်တော့သိကြမှာမဟုတ်ဘူးဆိုတော့ဒီအရာတွေကလည်း ဒီကနေ့ကျွန်တော်နှုတ်ကပတ်တော်ဖတ်ဖို့ရင်အတွက်ကျွန်တော်အနေနဲ့ကြုံတုံးပေါ့လေကျွန်တော်ခွန်အားပေးတုံးအားပေးချင်ပါတယ်လို့เนาะမာတဲ24အငယ်5မှာတင်တို့ကိုအဘယ်သူမြအမလက်ဖျားစေခြင်းကတည်တည်ပြုကြလောအများတော်သူတို့ကငါသည်ခရစ်တော်ဖြစ်၏ဟုဆိုလျက်ငါ၏အယောင်ကိုဆောင်၍ပေါ်လာသည်ဖြင့်လူအများတို့ကိုလက်ဖျားကြလိမ့်မည်နှုတ်ကပတ်တော်ကအင်မတန်ရှင်းပါဆိုတော့ဒီကနေ့ကျွန်တော်တို့မြန်မာပြည်ရဲ့အခြေအနေကိုကျွန်တော်တို့ အဲကြည့်တဲ့အခါမှာမြန်မာပြည်မှာရှိနေတဲ့ကျွန်တော်တို့ကျွန်တော်တို့ယုံကြည်လူသားတွေအရောက်စီတိုင်းတတိထားဖို့ရတဲ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ခရစ်တော်ရဲ့အယောင်ကိုစောင့်တဲ့မိစ္ဆာပရောဖက်တွေဟာဒီကမ္ဘာလောကကိုလာနေပြီဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ယုံကြည်သူသားမီးများတို့ကိုဖျက်ဆီးဖို့ရန်အတွက်မိစ္ဆာပရောဖက်တွေရဲ့မိစ္ဆာပရောဖက်ရဲ့စေလွှတ်ခြင်းကိုခံရတဲ့မိစ္ဆာပရောဖက် အမှုကိုဆောင်နေတဲ့လူတွေကဒီကမ္ဘာလောကမှာအများကြီးရောက်လာလာပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မြင့်မြင့်တက်တွေ့ပဲတက်တည်ဖြစ်ပါတယ်ဆိုတော့ထိုအရာတွေကိုကျွန်တော်တို့ကြည့်ရှုတဲ့အခါမှာမေဆာပရိုဖက်တွေရဲ့လူတွေကဘလောက်ထိအလုံးလုံးနေတယ်လဲဆိုတာကိုလည်းကျွန်တော်တို့တွေ့နေရပြီဖြစ်ပါတယ်ဆိုတော့သခင်ယေရှုခရစ်တော်ကမဿအခန်းကြီး24အငယ်၄၅မှာ ပြောခဲ့တဲ့နှုတ်ကပတော်ဟာတင်းတို့ကိုအဘယ်သူမှမလက်ဖျားစေခြင်းကတတိပြုကြလောတဲ့။စာရန်ကအင်မတန်ပါနပ်ပါတယ်။စာရန်အင်မတန်မှအပြောချိုပါတယ်။စာရန်ကအင်မတန်မှမာယာပရိယေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီနေ့နှုတ်ကပတော်ကိုမဖတ်ဘူး။နှုတ်ကပတော်ကိုမလေ့လာဘူး။ဖျားနဲ့နေ့စဉ်နေ့မြတ်ဆုတောင်းခြင်းမှာအာမကြည့်ဘူးဆိုရင်တော့ မေဆာပရိုဖက်အန်တီခရစ်ယေရှုခရစ်တော်ကိုအမြဲတမ်းယံဘက်ပြုချင်တဲ့စာတိုင်းနှောက်ရှက်ခြင်းကျွန်တော်ခံရမှာဖြစ်ပါတယ်။ရှမာတဲ့ခရစ်အခန်းကြီး၄ကိုကျွန်တော်ကြည့်တဲ့အခါမှာယေရှုခရစ်တော်ကယေပောလိစအစာရှောက်ဆုတောင်းပြီးထွက်လာတဲ့အချိန်မှာစာတိုင်းရဲ့နှောက်ရှက်ခြင်းစုံစမ်းခြင်းကိုခံရတယ်ဆိုတာကိုလည်းကျွန်တော်တွေ့ရပါလိမ့်မယ်။ခြေတော်ညီကိုမတော်မတော်ယေရှုခရစ်တော်ကိုယ်တိုင်ပင်လျင် စာတန်ရဲ့စုံစမ်းခြင်းကိုခံရပါတယ်။စာတန်ရဲ့တွေးဆောင်ဖျားယောင်းခြင်းကိုခံရပါတယ်။ဆိုတော့ဒီကနေ့ကျွန်တော်တို့ယေရှုခရစ်တော်ကိုယုံကြည်တဲ့သားသမီးတွေကနှုတ်ကပတ်တော်နဲ့မပြည့်ဝဘူး။နှုတ်ကပတ်တော်ကိုမလေ့လာထားဘူး။နှုတ်ကပတ်တော်ကိုမစင်ချင်ထားဘူးဆိုရင်တော့ကျွန်တော်တို့စာတန်ရဲ့ကြော့ကွင်းထဲမှာရောက်ဖို့ရင်အင်မတန်မှလွယ်ပါတယ်။ဒါတော့မှနှုတ်ကပတ်တော်ကိုလေ့လာထားတယ် ဝိညာဉ်ရဲ့အတ္တမှာရှင်တန်ပြီးမှဘုရားသခင်ထံတော်ဘာမှအစင်မြဲကိုးစားပြီးခိုလုံတဲ့ဘုရားသားသမီးတွေတောင်မှတခါတလေစုံစမ်းခြင်းကိုခံရပါတယ်တခါလေပြိုလဲသွားတတ်ပါတယ်ပြိုလဲသွားတဲ့လူတွေလည်းရှိပါတယ်ဒါတော့မှဘုရားနဲ့နီးတဲ့လူတော့ဘုရား၌ခိုလုံကိုးစားတဲ့လူဒီအရာတွေကိုကျွန်တော်တို့စင်ချင်းနှလုံးသွင်းဖို့ပေါ်ပြချင်ပါ ဒီခေတ်ကမှာကျွန်တော်နောက်ဆုံးသောကာလကျွန်တော်ရောက်နေပြီဆိုတော့နောက်ဆုံးသောကာလရောက်ပြီဆိုတာနဲ့စာတန်ကပြင်းထန်စွာအလုံးလုံးမှာဖြစ်ပါတယ်။ပါကြောင်လဲဆိုသူရဲ့နေရတာကတပြေးပြေးနဲ့တူတောင်းလာတဲ့ဖြစ်တဲ့အတွက်ကြောင့်လူကယေရှုခရစ်တော်ကိုယုံကြည်တဲ့လူတွေဖခင်သားသမီးတွေကိုစုံစမ်းတွေးဆောင်ပြီးမှသူနဲ့အတူသူ့အတွက်ပြင်ဆင်ထားတဲ့ ထာဝရမငိမ့်တဲ့မိအိုင်တဲကိုအယောက်ခေါ်သွားဖို့ရတဲ့ဖြစ်ပါတယ်။ဒါကြောင့်မို့စာရန်ရဲ့နိပရိယပါလဲဆိုရင်အယောင်ဆောင်တာဖြစ်ပါတယ်။တဘောကတော့ကျွန်တော်တို့အတုပေါ့အတုလောက်တာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကနေ့ချစ်တော်ညီကိုမတော်မတို့စာရန်ကဆော့ကျွန်တော်ပြောခဲ့တယ်လို့ပဲအပြောကောင်းတယ်အဟောကောင်းတယ်။ဟာသူမှပေးပိုင်တဲ့အစည်းအဝေးဥစ္စာတွေလည်းရှိတယ်။ဒါကြောင့်မို့ဒီကနေ့ယုံကြည်သူတာသမီများအနေနဲ့ ဒါမကကျွန်တော်တို့အမှုတော်ဆောင်ပင်လျင်အဲ့ဒီစုံစမ်းခြင်းတွေမှာပါသွားနိုင်တယ်ဆိုတာဒါမကပဲねယနေ့အမှုတော်ဆောင်များပင်လျင်စာတန်ရဲ့စုံစမ်းခြင်းစာတန်ရဲ့လူတွေဖြစ်နေတယ်ဆိုတာကိုလည်းဒီနေ့မြင့်မြင့်လောကကဘာကြီးမှာကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မလို့သခင်ယေရှုခရစ်တော်ကဒါတွေကိုတိပြီးတဲ့အခါမှာတင်တို့ကိုအဘယ်သူမှမလဲဖျားစေခြင်းကတတိပြုကြတော့လို့မိန်မထားပါတယ် ဒါတွေကိုကျွန်တော်တို့အမှုတော်ဆောင်များကျွန်တော်ယုံကြည်သူများဒီနှုတ်ကပတ်တော်အမြဲတမ်းနှလုံးတွင်းထားဖို့လိုပါတယ်။အယောင်ဆောင်တဲ့လူတွေအတုတွေဒီလောကမှာရှိနေတယ်ဆိုတာကိုကျွန်တော်တို့နှုတ်ကပတ်တော်အပြည့်စင်ချင်းနှလုံးတွင်းပြီးမှနှုတ်ကပတ်တော်အပြည့်လဲကျွန်တော်တို့အတုအစ်စ်ကိုခွဲခြားတတ်ဖို့လိုပါတယ်။အများသောသူတို့ကငါဒီခရစ်တော်ဖြစ်တည်ဟုဆိုလျက်ငါအယောင်ကိုဆောင်၍ပေါ်လာသည်ဖြစ်လူအများတို့ကိုလှည့်ဖြားကြလိမ့်မယ်။ယေရှုခရစ်တော်ပြောပြီးသားပါ။ ူရဲ့အယောင်ကိုဆောင်တဲ့လူအယောင်ဆောင်တယ်ဆိုတာကတော့ကျွန်တော်စဉ်းစားကြည့်ပါတူအောင်အယောင်ဆောင်ပါပဲပထမတော့ကောင်းတဲ့ကောင်းတဲ့ဟာတွေပြောမယ်ကောင်းတဲ့ဟာတွေဟောမယ်နှုတ်ကပတော်တကယ်ကိုအာစိတ်ဝင်စားအောင်ဟောမယ်လူတွေကစိတ်ဝင်စားလာပြီးသူ့ကိုယုံကြည်လာပြီးဆိုတဲ့အခါကျရင်နောက်ပိုင်းကျရင်သူ့ရဲ့အယောင်ဆောင်တဲ့အရာတွေမာယွင်းတဲ့အယူဝါဒတွေသူပြောတော့မှာဖြစ်ပါတယ် ဒီနေ့ကျွန်တော်တို့အမြင့်မြင့်လောကကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ဆက်ပြီးမှရှင်မတဲခရင်အခန်းကြီး24အငွေ23ကနေပြီးမှကျွန်တော်26ကိုလေ့လာကြည့်တဲ့အခါမှာကျွန်တော်တို့အတူတူကနားထောင်ကြည့်ရအောင်ပေါ့နော်သောအခါသူတစ်ပါးကဤအယျက်နဲ့ခရစ်တော်ရှိသည်သူအယျက်နဲ့ရှိသည်ဆိုတော့လေမယုံကြနဲ့တဲ့ယေရှုခရစ်တော်ပြောပါတယ်အကြောင်းမူကခရစ်တော်၏အယောင်ကိုဆောင်းတော်သူနှင့် မစ္စာပရောဖက်တို့ဒီပေါ်လာရေးရွေးချယ်တော်သူတို့ကိုပြန်လှည့်ဖြားနိုင်တယ်လှည့်ဖြားလောက်အောင်ကြီးစွာတော့နမိတ်လက္ခဏာအံ့ပွေတော်အမှုတို့ကိုပြကြလိမ့်မည်နှုတ်ကပါတော်ကအမြင်ရှင်းပါတယ်တခင်ယေရှုဘာပြောထားလဲထိုအခါသူတို့ဘာကအေးရနဲ့ခရစ်တော်ရှိတယ်ထိုအေးရနဲ့ခရစ်တော်ရှိတယ်ဆိုတော့မယုံကြနဲ့အခုကမ္ဘာလောကမှာဟိုမှာလည်းခရစ်တော်ပေါ်ပေါ်နေတယုတ်ပြည်မှာဆိုရင်ခရစ်တော်ခရစ်တော်အမတ်ပေါ့နော်ခရစ်တော်အမတ်ပေါ်နေတယ် အဟိုနိုင်ငံမှာလည်းခရစ်တော်ပေါ်နေပြီကျွန်တော်ကြားနေရတယ်နော်နှုတ်ကပတော်ကပြောခဲ့ပြီယေရှုခရစ်တော်ကကိုယ်တိုင်ပြောခဲ့ပြီနှုတ်ကပတော်ကယေရှုခရစ်တော်ဖြစ်တယ်ယေရှုခရစ်တော်လည်းနှုတ်ကပတော်ဖြစ်တယ်ပြောနေပြီဘာကြောင့်လဲဆိုခရစ်တော်ရဲ့အယောင်ကိုဆောင်တော်သူနှင့်နော်မစ္စတာပရိုဖက်တို့ဒီပေါ်လာ၍ကျွန်တော်တို့ယုံကြည်သူတွေနော်ရွေးချယ်တော်သူတို့ကိုပင်လှည့်ဖျားနိုင်တယ်လှည့်ဖျားလောက်အောင်ကြီးစွာသောနမိတ်လက္ခဏာတဲ့ ဒီနေ့ကျွန်တော်တို့အဲဗမာပြည်မှာနိုင်ငံခြားမှာတခြားနေရာမှာကျွန်တော်တွေ့နေရပါတယ်နော်အာတခါတည်းကျွန်တော်တို့ကုတာချင်းတွေလဲကြသွားတာဟာတွေကခုံတဲ့ဟာတွေဒါနမိတ်လက္ခဏာတွေနော်နမိတ်လက္ခဏာအံပွဲတော့အမှုကိုပြပြကြလိမ့်မယ်တကိုးတွေပြကြလိမ့်မယ်အဲ့ဒါကြီးကျွန်တော်ဒီကနေ့ခေတ်ကျွန်တော်တွေ့နေရတယ်ပြီးတဲ့ခါမှာ ထို့အကြောင်းအရာကိုငါပြောနေပြီတဲ့ယေရှုခရစ်တော်ထို့အကြောင်းအရာကိုလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ခန့်ပြောခဲ့ပြီးသားဖြစ်တယ်။ဒါတွေကိုကျွန်တော်တို့တတိပြုဆင်ခြင်းနှလုံးသွင်းဖို့လိုတယ်။နော်ထို့ကြောင့်သူတို့ကခရစ်တော်ဒီတော်နဲ့ရှိတယ်ဟုဆိုတော့လေမထွက်သွားကြနဲ့တိုက်ခန်းနဲ့ရှိတယ်ဟုဆိုတော့လေမယုံကြနဲ့ယေရှုခရစ်တော်ပြောပြီးမယုံကြနဲ့ခရစ်တော်ကပေါ်ပေါက်ခဲ့ပြီးပြီး ီရဒီနှုတ်ကပတ်တော်ကိုဟောပြောခဲ့တဲ့ခရစ်တော်ကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကြာခရပေါ်ပေါက်ခဲ့ပြီကြွလာခဲ့ပြီပရမတ်တကြီးကြွလာခဲ့ပြီကျွန်တော်တို့ကယ်တင်ခဲ့ပြီဆိုတော့ယေရှုခရစ်တော်ဒုတိယအကြိမ်ထက်ကြွလာမယ့်နေ့ရက်ကတခိုးလိုလာမယ်ပြောခဲ့ပြီဟာဒီကြားထဲမှာဘယ်ယေရှုခရစ်တော်မှမလာတော့ဒါကြောင့် ိုမှာရှိတယ်ဆိုရလားမယုံကြနဲ့ဒီမှာရှိတယ်ဆိုတာကိုလည်းမယုံကြနဲ့ဆိုတာကိုနှုတ်ကပတ်တော်ကဒီလိုဖော်ပြထားတယ်။ဒါကြောင့်မလို့ခြေတော်ညီကိုမတော်မတော်ကျွန်တော်တို့ဒီကနေ့ဒီကနေ့ဒီကနေ့ပေါ့နော်ဒီကနေ့ဆရာအများကြီးလောကမှာရှိတယ်။နှုတ်ကပတ်တော်ဟောနေတဲ့ဆရာအများကြီးလောကမှာရှိတယ်။ဆရာနောက်လိုက်တီထက်ကျွန်တော်နှုတ်ကပတ်တော်နောက်လိုက်ပါယေရှုခရစ်တော်နောက်လိုက်ပါ ယေရှုခရစ်တော်ပမာနဲ့ဟောမာဒီမာငါပဲဆိုတော့လာလိုက်မယ်မယုံကြနဲ့နှုတ်ကပတ်တော်ကိုဖတ်ပါနှုတ်ကပတ်တော်ကိုဖတ်ပါကျွန်တော်တို့ကတော့နှုတ်ကပတ်တော်ကိုဖတ်ပါဆုတောင်းပါဘုရားနိုင်မေတ္တာရဖွဲ့ပါကျွန်တော်တို့ကဒါတော့ပဲကျွန်တော်တို့ပြောနိုင်တယ်ကျွန်တော်တင်တို့ကိုကျွန်တော်တို့မကယ်နိုင်ဘူးကျွန်တော်တို့ကယ်နိုင်တဲ့နည်းကတော့ တင်းတို့လုံနေတဲ့အရာတွေမားတယ်တင်းတို့လုံနေတဲ့အရာတွေလမ်းမလမ်းမားနေတယ်တင်းတို့လုံနေတဲ့အရာတွေမဟုတ်ဘူးဒါပဲကျွန်တော်တို့ပြောနိုင်တယ်ကျွန်တော်တို့အမှုတော်ဆောင်ယေရှုခရစ်တော်အမှုတော်ကိုဆောင်နေတဲ့ကျွန်တော်တို့ဒါပဲပြောနိုင်တယ်ကိုဆရာမားနေတယ်ဒီဆရာမားနေတယ်ကျွန်တော်တို့မပြောတော့ဘူးတင်းတို့ကိုယ်တိုင်ဆုံးဖြတ်ဖို့လိုနေပြီဘာဆိုလဲဆိုတော့တချို့ကဆရာနောက်လိုက်တယ်လေဆရာနောက်လိုက်တဲ့ခရိယံယုံကြည်သူတွေရှိတယ် ဇေယနာလိုက်တဲ့ခရိယံယုံကြည်သူတဲ့ယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်ကိုနောက်ကိုလိုက်တဲ့ယုံကြည်သူတွေဖြစ်စေခြင်းနုကပတော်ဆိုတာလေးလာလို့မကုန်ဘူးနော်တရားတည်းလေးလာလို့မရနေ့လေးလာလို့မရတေတဲ့အထိကျွန်တော်တို့လေးလာစင်ကျင်နှလုံးဝိညာဉ်ခွာယူရမယ်ဒီနုကပတော်နဲ့ဆရာနောက်လိုက်တဲ့ယုံကြည်သူဖြစ်စေခြင်းဘာလို့ဆိုတာတမန်ကျမ်းစာက ခရစ်တော်ရဲ့အယောင်ကိုဆောင်တော်သူနှင့်မိစာပရောဖက်တို့သည်ပေါ်လာ၍ရွေးချယ်တော်သူတို့ကိုပင်လှည့်ပြားနိုင်လေလှည့်ပြားလောက်အောင်ကြီးစွာသောနမိတ်လက္ခဏာအံ့ပွဲတော်အမှုတို့ကိုပြကြလိမ့်မယ်ပြောသားပြီးသားဒါတွေကိုကျွန်တော်တို့ယုံကြည်သူတွေတတိယစေဖို့ရန်အတွက်ကျွန်တော်ကတိုက်တွန်းလို့ဆိုခြင်းဖြစ်တယ်နုကပတော်ကိုများများဖတ်ပါเนาะဒီအချိန်မှာကျွန်တော်တို့ ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့အိမ်မှာဘုရားခင်ကျွန်တော်တို့ကိုကောင်းကြီးပေးထားတဲ့အိမ်ဘုရားခင်ကျွန်တော်တို့ကိုကောင်းကြီးပေးထားတဲ့ကယ်တင်ခြင်းဘုရားခင်ကျွန်တော်တို့ကိုကောင်းကြီးပေးထားတဲ့နှုတ်ကပတ်တော်ကျွန်တော်လက်ထဲမှာနှုတ်ကပတ်တော်ဖတ်ဖို့ရန်ပြင်းရတဲ့ယုံကြည်သူတွေမဖြစ်ဖို့ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းတယ်ဆရာတော်ဟောရင်မားနိုင်တယ်နော်ကိုကြိုက်တဲ့ဆရာတော်ဟောရင်မားနိုင်တယ်မမားနိုင်တဲ့အရာကတော့နှုတ်ကပတ်တော်ကိုကိုယ်တိုင်ဖတ်ပါပြင်းရတဲ့ ယုံကြည်သူတွေမဖြစ်စေချင်ဘူး။ပြည်ဤတော့ယုံကြည်သူတွေအတ္တတာမဖြစ်စေချင်ဘူး။ရယ်ရီမိတ်ကိုပဲကြိုက်တဲ့ယုံကြည်သူတွေမဖြစ်စေချင်ဘူး။ကိုယ်တိုင်ချက်ပြုတ်စားတောက်တဲ့နှုတ်ကပတ်တော်ကိုကိုယ်တိုင်ချက်ပြုတ်စားတောက်တဲ့ယုံကြည်သူတွေဖြစ်စေချင်တယ်။ကျွန်တော်နားမလည်ဘူးဆိုရင်တန်ရှင်သောဝိညာဉ်တော်ကိုတောင်းခံပြီးမှနားလည်နိုင်တဲ့ညံနဲ့ဖတ်ဖို့လိုတယ်။ဒါမှမဟုတ်ရင်ဖျားခင်ရွေးချယ်ခံအားထားတဲ့အမှုတော်ဆောင်တွေရှိတယ်။ တို့တို့တင်ပါနော်တမချန်းစာကိုတင်ပါအခုကျွန်တော်မြန်မာနိုင်ငံမှာတမချန်းစာကြောင်းနေအများကြီးပေါ်ပေါက်နေတယ်ကြောင်းတိုင်းလဲတမချန်းစာတင်တဲ့နေရာမဖြစ်နိုင်ဆိုတော့ဒီကနေ့ကျွန်တော်တို့တမတရားကိုတင်ပေးနိုင်တဲ့နော်ကျွန်တော်တို့တမချန်းစာတင်ချောင်းကိုကျွန်တော်တက်ကြပါတမချန်းစာတင်နေဆိုတာကတေးရနဲ့မရအောင်နေရနဲ့မရအောင် ဒါလနဲ့လည်းမရဘူး။ဘာဖြစ်လို့ဆိုယေရှုခရစ်တော်ကိုယ်တိုင်ပင်ရင်သူ့ရဲ့တပည့်တော်တွေကို၃နှစ်၃မိုးလက်တွေ့ practical ကြကြသင်ပေးခဲ့တယ်။သင်ကြားခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဟောပြောဖို့ရအတွက်အခက်အခဲဖြစ်ပါတယ်။တန်ရှင်တော်ဝိညာဉ်ကျွန်တော်တို့လမ်းမပြဘူးဆိုရင်မဖြစ်နိုင်ပါဘူး။ဒါကြောင့်ကျွန်တော်တို့နှုတ်ကပတ်တော်ဟာတရားထင်းတဲ့ တင်လို့ပြီးတဲ့အရာမဟုတ်ဘူး။နှစ်ရက်တည်းနဲ့သုံးရက်တည်းနဲ့လေးရက်တည်းနဲ့တစ်ပတ်တည်းနဲ့တစ်လတည်းနဲ့တင်လို့ရတဲ့အရာတွေမဟုတ်ဘူး။နှုတ်ကပတော်ဆိုတာတေချာတင်ရပါလေ။ဘာကြောင့်လဲဆိုရင်လောကီပညာကိုတော့မှเนาะကျွန်တော်တို့3နှစ်4နှစ်5နှစ်6နှစ်9နှစ်ကျွန်တော်တို့တင်ရတယ်။လောကီပညာเนาะလောကီပညာလောကုတ္တရာပညာဖြစ်တဲ့ဒီတမန်ကျမ်းစာကို ျွန်တော်တလားထဲနဲ့တင်လို့အဆင်ပြေပါမလားနားလည်နိုင်ပါမလားလေးလာလို့ရရနိုင်ပါမလားဒါကြောင့်မလို့ကျွန်တော်တို့တမချန်းစာတင်တန်းဟာနှစ်နှစ်တင်တန်းနေရှိတယ်၃နှစ်တင်တန်း၄နှစ်တင်တန်း၅နှစ်တင်တန်းနေရှိတယ်ဒါတော့မှကျွန်တော်အလုံးစုံနားမလည်နိုင်ဘူးဒါကြောင့်မလို့ချစ်တော်ညီကိုမောင်မတို့ဒီနေ့ကျွန်တော်တို့အပြင်လောကကြီးထဲမှာကျွန်တော်ကျန်းစာကိုရက်တူတင်တန်းတက်တာထက် ကျွန်တော်တို့ရက်ရှည်လေးတေချာစတရီလို့ပြီးမှကျွန်တော်နှုတ်ကပတ်တော်ကိုလေ့လာစီခြင်းနဲ့ပြီးရင်ပြန်လဲပြီးမှဝေငှစီခြင်းနဲ့ဘာလို့လဲဆိုတော့နှုတ်ကပတ်တော်ကကျွန်တော်တို့မဝေငှတတ်ဘူးဆိုရင်သူတပါအတွက်အစိတ်ဖြစ်တယ်ကျွန်တော်ဝေငှတတ်တဲ့တင် जा မှုနိစနစ်မှန်မှန်ကန်ကန်နဲ့တင် जा ဖို့ရန်ဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ယူဆောင်လာတဲ့ဒေနာရဲ့ခေါင်းဆောင်အယောင်ဆောင်ဒီအယောင်ဆောင်တွေကိုနှိမ်နင်းနိုင်ဖို့ရန်အတွက်ကျွန်တော်နှုတ်ကပတ်တော်ကိုတေချာတင်ပါ ဒါမှသာလင်ဒီအယောင်ဆောင်တွေကိုကျွန်တော်တို့တိုက်ထုတ်နိုင်ဖို့ဖြစ်တယ်။ဒါကြောင့်မို့လူတယောက်ကနှုတ်ကပတ်တော်ကိုဝေငှလိုက်တာနဲ့ဒီနှုတ်ကပတ်တော်ကတကယ်ပဲဖျားခင်စီကလာတဲ့နှုတ်ကပတ်တော်လားအဲဒါမှမဟုတ်ရင်မစ္စာပရောဖက်တွေရဲ့လူတွေရဲ့နှုတ်ကပတ်တော်လားကျွန်တော်ခွဲခြားတတ်ခွဲခြားတတ်တယ်။ဘာလို့ခွဲခြားတတ်လဲဆိုရင်ကျွန်တော်နှုတ်ကပတ်တော်ကိုစနစ်တကျလေ့လာခဲ့လို့စနစ်တကျတင်ယူခဲ့လို့ ်အာဒါအမှားနေတယ်ဒါဒါတော့မှန်နေတယ်ပြောပြောနိုင်တယ်အာလူတယောက်ကနှုတ်ကပတ်တော့ဟောလိုက်တယ်နဲ့သူတေချာပြင်စင်မိဟောတလားသူတေချာမပြင်စင်ပြရန်တမ်းမိဟောတလားဆိုတော့ကိုလေကျွန်တော်တို့ခွဲခြားတတ်တယ်ဘာအဖြစ်လဲဆိုရင်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်တန်ရှင်တော်ဝိညာဉ်တော်ကဘာလို့လဲနှုတ်ကပတ်တော်ဖြစ်တယ်နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့အမှားအမှန်ကို ဝေပန်ပန်းချနိုင်ဘာလို့ဆိုလဲနှုတ်ကပတ်တော်ဒီအကျွန်ုပ်ခြေရှိမှာမီးခွဲဖြစ်၍တဲ့အကျွန်ုပ်လမ်းခီးကိုလင်းစေပါတယ်ဒါချစ်တော်ညီကိုမတော်မတော်ဒီနေ့အယောင်ဆောင်လောကကြီးကိုကျွန်တော်တို့အယောင်ဆောင်လာနိုင်တဲ့လူတွေကိုသွန်လာနိုင်ဖို့ရန်အတွက်ကျွန်တော်နှုတ်ကပတ်တော်ကိုတေချာလေလာစင်ကျင်တဲ့ယုံကြည်သူတွေဖြစ်ဖို့တေချာလေလာတင်ယူတဲ့သူတွေဖြစ်ဖို့ရန်လိုတယ်ဆိုတာကိုအယောင်ဆောင်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်အနေနဲ့ငယ်ဝေငှ့ အဲတိုက်တွန်းခွန်အားပေးပါတယ်ကြားနာခြင်းအားဖြင့်အရောက်စီတိုင်းအပေါ်မှာဘုရားသခင်ရဲ့ကြွယ်ဝသောတမန်တော်အလင်းတက်ရောက်ပါစေအာမင်